ထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား90ကိုကန်ချနာပူရီခရိုင်ဆိုင်းယုတ်မှာထိုင်းလူမှုကြီးကြပ်ရေးဌာနကဒီကနေ့စက်တင်ဘာလ30ရက်နေ့မနေ့အစောပိုင်းမှာဖမ်းဆီးမိခဲ့ပါတယ်။ပုံမှန်တွေ့ကြရတဲ့အတိုင်းဖမ်းဆီးမိတဲ့အဲ့ဒီမြန်မာနိုင်ငံသားတွေကိုစစ်ဆေးပြီးထိုင်းနိုင်ငံထဲတရားမဝင်ဝင်လာမှုနဲ့အရေးယူသွားမယ်လို့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကပြောပါတယ်။ဆိုင်းယုတ်စစ်ဆေးရေးဂိတ်ကိုရှောင်ပြီးတခြားလမ်းကြောင်းကနေပတ်မောက်မှုစူးစမ်းတဲ့မတင်ငါပွဲကားလေးစီးကိုအာဏာပိုင်တွေကကြားပြဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။ ကာသမားတွေကိုလည်းအာဏာပိုင်တွေကဖမ်းဆီးပြီးစမ်းယုံမြုံနဲ့ရဲစခန်းကိုပို့ထားပြီးတရားမဝင်ဝင်ရောက်လာသူတွေကိုပံပိုးကူညီပေးဖို့နဲ့အရေးယူသွားမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံထဲမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့အာမလိုက်လံဖမ်းဆီးပေါ်တာဆွဲတာတွေပြင်စာဝန်တွေကြက်တဲမှုတွေကြောင့်အိန္ဒိယနိုင်ငံတွေကိုနှီးမျိုးစုံနဲ့ထွက်နေကြတာမှာမြန်မာနိုင်ငံသားအများစုဟာအခုလိုထိုင်းနိုင်ငံတွေကိုအောက်လန်းကနေတရားမဝင်ဝင်ရောက်လာကြလိမ့်ရှိပါတယ်ပွဲစားလူမောင်ခု ကုသူတွေရဲ့အကူအညီနဲ့ ထိုင်းနိုင်ငံထဲကိုအဆင်ပြေစွာရောက်လာကြသူတွေရှိသလိုပဲလမ်းခွလတ်မှာအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံရသူတွေလည်းမကြာခဏရှိနေတာပါလက်ရှိမှာနိုင်ငံရေးစီးပွားရေးအပါအဝင်ဗက်ပေါင်းစုံကဖိစီးကြက်တဲလာတဲ့ဒဏ်တွေကိုမြန်မာပြည်သူတွေခါးဆီးခံနေကြရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ